ငတလောက်ပေါင်းကြိုက်တဲ့သူတွေအတွက်အတုံးခက်ကြီးကြီးနဲ့ဒရုံးဆိုဒရုံးစားလိုက်ရင်အရန်အရသာရှိတဲ့ငတလောက်ပေါင်းတဲ့နီးလေးကိုလာမျှဝေပေးပါမယ်။ငားရဲ့အနံ့အရသာကိုလည်းမပြတ်စည်းစေပဲပေါင်းထားတာဖြစ်လို့ကျွန်တော်နဲ့ဒီဗီဒီယိုလေးကိုအဆုံးထိလိုက်ကြည့်ပေးပါဦး။ပြင်ဆုံးကျွန်တော်တို့ငားတဲ့ကိုနနွေးမုံလေးနဲ့ငယ်ထည့်ပါမယ်။နနွေးမုံထည့်ပြီးသွားရင်ကျွန်တော်တို့စားထည့်ပါမယ်။အရသာနည်းနည်းလေ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 းစားကျင်လို့ကျွန်တော်ကတော့ဒီပေါ့နော်တကြားကိုထမင်းစားသွင်းနဲ့တဝက်လောက်ကိုထည့်ပါမယ်။အချင်းကိုတော့ကျွန်တော်ရှာလက်ကရေးထမင်းစားသွင်းနဲ့သုံးစုံအသုံးပြုထားပါတယ်။ရှာလက်ကရေးစားကျွန်တော်တို့လျှောက်သီးအရင်ညှစ်ပြီးတော့ထည့်ရင်တော့ပိုကောင်းပါတယ်။ငတလောက်ပေါင်းတဲ့အခါမှာကျွန်တော်ကတော့ သွင်ပြူတွေဂျင်းတွေဇပလင်တွေကိုထည့်ပြီးတော့မသုံးပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ငသလောက်ရဲ့အနံ့နဲ့အရသာပျောက်သွားမှာဆိုလိုပါ။အရသာတွေအားလုံးနှက်ဆက်သွားပြီဆိုရင်တော့ငါးကိုအနည်းဆုံးကျွန်တော်တို့အချိန်2နာရီလောက်နှက်ထားရပါမယ်။တလောက်ပေါင်းတဲ့အခါမှာမပါမဖြစ်ခန်းကျင်တီနဲ့ကျက်သွင်ကိုလည်း40စိတ်ထားပါမယ်။စီတက်ရမှာသုံးပြုဖို့အတွက်ကျက်သွင်သုံးလုံးနဲ့ခန်းကျင်တီနှလုံးကိုပါပါလေးတွေလိထားပေးပါ။ငသလောက်ကိုကြံရိုးနဲ့ပေါင်းမှဖြစ်တဲ့အတွက်ကြံရိုးလေးတွေကိုလည်းဒီလိုမျိုးစိတ်ကလေးတွေစိတ်ထားပေးရပါမယ်။အားလုံးပြီးပြီဆိုရင်တော့ဒေဝရဲမှာစီထည့်ပါမယ်။စီပူလိုက်ရင်ကျွန်တော်တို့စောစောကပါပါလေးတွေလိထားတဲ့ခန်းကျင်တီနဲ့ကျက်သွင်ကိုထည့်မယ်။အယောင်လေးလှစေဖို့အတွက်အယောင်နေမှုန့်ကို င်းမစားသွင်းတဲ့တစုံလောက်ထည့်ပြီးတော့ကျွန်တော်တို့စီသက်ပေးရပါမယ်။ငတလောက်ပေါင်းတဲ့အခါမှာငါးရဲ့အယောင်လေးလှစီဖို့တော့ခန်းညစ်တီနဲ့ချက်သွင်းကိုဒီလိုမျိုးစီသက်ပြီးတော့မှကျွန်တော်ကငတလောက်ပေါင်းမဲ့အိုးထဲမှာထည့်ပြီးတော့အသုံးပြုမှာဖြစ်ပါတယ်။ငါးပေါင်းမှုရတဲ့အပေါင်းရဲ့အောက်ခြေမှာကြံရိုးလေးတွေခင်းပါမယ်။ကြံရိုးလေးတွေခင်းပြီးသွားပြီဆိုရင်တော့ကြံရိုးရဲ့အပေါ်မှာမှကျွန်တော်တို့ငါးလေးတွေကိုတလွာခင်းပါမယ်။ ငားလေးတွေစီစီညီညီနဲ့ခင်းပြီးသွားပြီဆိုရင်တော့ငားရဲ့ပုံမှာကျွန်တော်တို့ခန်းညင်သီးနဲ့ကြက်သွင်းကိုထည့်ပါမယ်။ပြီးရင်တော့ကျွန်တော်တို့စောစောကစီသက်ထားတာကိုထည့်ပါမယ်။စီသက်ထားတာထည့်ပြီးသွားပြီဆိုရင်တော့ငားနဲ့တုံးအသုံးပြုတဲ့ဇလုံကိုရေလေးကျင့်ပြီးတော့ထည့်ပေးပါမယ်။ငားပေါင်းတဲ့အခါမှာကျွန်တော်တို့ရေကိုတခါတည်းအများကြီးမထည့်ဘဲနဲ့အခုလိုမျိုးငားနဲ့ဒန်းနူလောက်ပဲထည့်ပေးရပါမယ်။ဘာကြောင့်လဲဆိုတော့ရေတွေအများကြီးထည့်လိုက်မယ်ဆိုရင်ကျွန်တော်တို့ကငားကရေစုပွက်လာလို့ရှိရင်အတုံးပြတ်သွားတာလို့ကျေသွားတာလို့ဖြစ်နိုင်ပါတယ်။ငားပေါင်းမှုရောက်တော့ကတော့ကျွန်တော်ရှူရှူပေါင်းနဲ့ပေါင်းမှာဖြစ်ပါတယ်။ရှူရှူပေါင်းမှုမရှိတဲ့သူတွေအတွက်ကတော့သမင်းပေါင်းဝေးတွေတန်ဝေးတွေနဲ့လည်းပေါင်းလို့ရပါတယ်။ကျွန်တော်အခု အသုံးပြုတဲ့ပအဝန်လေးကတော့ဒီအချိန်တနိုင်ခွဲလောက်ပေးလိုက်ရုံနဲ့ငါရဲ့အယိုးတွေထိပါနူးအီစီပါတယ်။ဒါလေးကတော့ကျွန်တော်အချိန်တနိုင်ခွဲလောက်ပေးပြီးတော့ပေါင်းထားတဲ့ငသလောက်ပေါင်းလေးပါ။အနံလေးကလည်းအရန်ကုန်မွေ့ကြိုင်နေပြီးအရောင်အဆင်းနဲ့စားကျင်စရာအရန်ကောင်းပါတယ်။ငသလောက်ပေါင်းတဲ့နီးတွေအများကြီးရှိတဲ့ကမှဒီနီးလန်းလေးကအရန်ကိုလွယ်ကူယူရှင်းပြီးတော့ငသလောက်ရဲ့အနံ့တွေအချိုဓာတ်တွေလုံးဝပျက်စီးမသွားစေပဲအရန်စားလို့ကောင်းတဲ့ပေါင်းတဲ့နီးလေးဖြစ်လို့လာမြဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။ကျွန်တော်နဲ့အတူနောက်ဗီဒီယိုအသစ်တွေမှပြန်ဆုံပါမယ်။